ိုစေးသုံးပြုပြီးပစ္စည်းတွေလူရက်နေတဲ့အသက်60ဝန်းကျင်မျိုးသားတအူးကိုဖမ်းဆီးရမည်ဒီပြည့်ပြည့်ကြီးကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မတ်တရက်ကစာသင်ကျောင်းထဲမှာဇွန်လ18ရက်နေ့နေ့လယ်2နာရီကတိုစေးနဲ့တိုပြီးငွေနဲ့ရွှေတွေကိုလူရက်နေတဲ့အသက်60ဝန်းကျင်မျိုးသားတအူးကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်ပစံနေပစ္စည်းတွေကိုတိုစေးအုံပြူကလူရဲ့နေသူတူကိုဖမ်းဆီးရမိခဲ့တယ်လို့သိရပြီးတိုစေးတုံးကလူဖို့ပြုလုပ်နေချိန်မှာပဲဖမ်းမိခဲ့တယ်လို့လည်းသိရပါဗျာ နာခဏခဏလူခံရတယ်ဆိုပြီးအတန်ထွက်နေရတော့ကြပြီးခုကစောင့်ဖမ်းတာတို့ပြီးလူမဲ့အချင်းကိုစောင့်ကြည့်ပြီးဖမ်းလို့သာမိတာပါလို့ဒေသခံတဦးကပြောပြခဲ့ပါတယ်တိုစေးအုံပြုတ်ပြီးလူရဲ့သူကိုရခင်ကလေးကသိရှိထားပြီးလက်ပူးလက်ချက်မမိလို့မဖမ်းခဲ့တာလို့သိရပြီးအမတ်တရက်ကအမောက်ကဆက်သုံးစားတဲ့အကြောင်းအနည်းမှာတိုစေးတို့ပြီးလူရဲ့ချင်းမှာစောင့်ပြီးဖမ်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်လူတွေသူကိုအရင်ကလေးကတီးတယ်လက်ပူးလက်ချက်မမိလို့စောင်းပြီးဖမ်းကြတာအခုကចောင်းသားလေးတယောက်ကိုတို့ပြီးငွေယူနေချိန်အမိကဖမ်းလိုက်ကြတာ ။စေးရီပလင်အချိုးနဲ့အမုံလေးလဲပါတယ်။အဲ့အသေးတစ်ခုလဲတွေ့တယ်လို့ဖြစ်စဉ်ကိုသိတဲ့ဒေသခံတအူးကပြောပြခဲ့ပါတယ်။ဖန်စီခံရသူမှာဦးမြင့်သိန်းအသက်56နှစ်ဖြစ်ပြီးမြောက်ကလာပါမြို့နယ်9ရက်ကွန်မှာနေထိုင်သူတအူးဖြစ်တယ်လို့သိရပြီးတော့ဘရင်အောင်ရဲစခန်းမှာဖန်စီထားတယ်လို့လည်းသိရပါတယ်။မြမမူခွေးချန်နယ်လေးကိုအားပေးနေကြတဲ့မိတ်ဆွေများအားလုံးလည်းဘေးရန်အားလုံးကနေကင်းဝေးကြပါစေခင်ဗျာ။ နောက်နောက်မြတ်မှာလည်းသတင်းတွေကိုတင်ဆက်ပေးဦးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ပေးထားကြပါအောင်လို့တောင်းဆိုလိုက်ပါရစေ။ကျွန်တော်တင်ဆက်ပေးတဲ့ video လေးကိုဆုံးထိကြည့်ရှုအားပေးတဲ့အတွက်ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။